ီတို့တွေဘုရားဘာသာဖြစ်ရတာအလွန်ကံကောင်းတယ်။ဘာဖြစ်လို့ကံကောင်းတယ်လဲလို့ဆိုရင်တရားကလွဲမှားတာမရှိလို့ကံကောင်းတာ။လှုပ်တာမလှုပ်တာကိုတောင်အောင်နော်။ဖျားဟောတဲ့တရားကလွဲမှားမှုလုံးဝမရှိဘူး။ကိုမလှုပ်လို့ရှိရင်ကောင်းတာကိုကိုမလှုပ်ရင်ကိုမရမှာပဲရှိတယ်။ဆိုးတာတွေကိုကိုမချောင်လို့ရှိရင်ကိုပဲဒုက္ခရောက်မှာဖြစ်။မြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောတယ်။ သဗ္ဗပါပတ္တအာကရဏကုသလတုပတံမရာအကုသိုလ်မန္တမြမလုံးနဲ့ကုသိုလ်မန္တမြမိမိတဏ္ဍာမှာပြည့်စုံအောင်လုပ်စို့တခြားဘာသာတွေနဲ့လုံးဝမတူဘူးဘုရားဘာသာမှာလုံးတဲ့နဲ့အကုသိုလ်ရဲ့လို့မရှိဘူးလုံးရမဲ့အကုသိုလ်ဆိုတာမရှိဘူးမလုံးရဘူးပဲဟောတယ်အကုသိုလ်မလုံးရင်လုံးရင်ဘာဖြစ်ဆိုးကျအကုသိုလ်ရဲ့တဘာဝကတာဝိဇ္ဇ ဒုက္ခဝိပါကပြည့်ရှိတယ်ဥပမာမဲ့အစိတ်အစိတ်ဆိုတာဘယ်အစိတ်ပဲဖြစ်ဖြစ်ဆိုင်ယာနိုက်စ်တို့လိုပြင်းထန်တဲ့အစိတ်မျိုးမပြောဘူးအစိတ်ဆိုတာလူကိုကောင်းယူပေးတာလို့လုံးဝမရှိဘူးเนาะပြရစိတ်ပဲဖြစ်ဖြစ်ဒီပါစိတ်ပဲဖြစ်အစိတ်ဆိုရင်ပါအစိတ်ပဲခဲစိတ်ပဲဖြစ်ဖြစ်အစိတ်ဟာ သူရဲ့သေးသားတဲ့ရောက်သွားရင်အကျိုးဆုံးကိုပေးပါပဲအဲ့ဒါလိုပဲအကုသိုလ်ဟာလူရဲ့တဏ္ဍာမှာဖြစ်ရင်ဘုဒ္ဓတဏ္ဍာမှာပဲဖြစ်ဖြစ်အတိုင်းအတာတစ်ခုရဆိုးကျိုးပေးပါပဲဒီလိုဆိုတာပေါ့သဘာဝဥဒါဟောတာဆိုးကျိုးပေးပါပဲကောင်းမြတ်တဲ့အရာသာခန္ဓာကိုယ်အကျိုးပြုတဲ့အရာစဘာသော flash air ဒီကောင်းလေးတန်းကိုရှူဆိုင်တာကြမ်းပါစေတဲ့ဘုဒ္ဓရှူရှူလေကမျက်နှာမလိုက်ဘူး ကျမရေးကိုတိုးတက်စေနိုင်တယ်ပင်လယ်လေတတ်မှတ်ပြမြရှူလို့ရှင်အဆုတ်အေအင်အားရှိပြီးကျမလာနိုင်တယ်ကောင်းမြတ်တဲ့အစာအာဟာရတွေမိမိနဲ့တင်းလျော်တဲ့အစာတွေစားရင်အားဖြစ်တယ်ဘသူစားစားဘယ်ဘာသာဝင်စားစားဘယ်လူမျိုးပဲစားစားစားသမျှအားဖြစ်လာတယ်ဆိုတာမျက်နှာမလိုက်ဘူးလေသဘာဝဆိုတာဒီတိုင်းပဲမြတ်စွာဘုရားဟောတဲ့တရားတွေဟာသဘာဝကိုသာဟောတာဖြစ်သောကြောင့် ဒီသဘာဝအတိုင်းရှောင်ရမှာကိုရှောင်ရမယ်ဆောင်ရမှာကိုဆောင်ရမယ်ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့ဘာသာတရားတစ်ခုကိုးကွယ်ပြီးဆိုတဲ့အခါမှာအသိဉာဏ်နဲ့ဆင်ញင်စဉ်းစားပြီးလုပ်လို့ရတဲ့ဘာသာမျိုးဒါရွေးချယ်ပြီးတော့ကိုးကွယ်ကြဘာသာလို့ဆိုတိုင်းတူတူလို့ကြည်မအောင်မေ့လိမ့်မ